မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ17ရက်မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG ပြည်တွင်းသတင်းကောင်းစင်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာငလင်ဘေးကြားကထိုးစစ်ဆင်နေတဲ့အကြမ်းဖက်ဆဲအုပ်စုလုပ်ရက်ကိုနိုင်ငံတကာကစောင့်ကြည့်တဲ့ရန်ရာလုပ်ငန်းစဉ်တစ်ခုလိုအပ်တယ်လို့ပြည်ထောင်စုဝန်ကြီးဒေါ်စင်မာအောင်ပြောကြားတဲ့သတင်း ကိုရီးယားရောက်လူငယ်တွေမြန်မာပြည်နဲ့တော်လှန်ရေးအတွက်ရမုံငွေရှာဖွေမှုလူခွင့်ရေးဆရာဝန်ကြီးချီချူးဂုံပြုတဲ့တဲ့မြို့သားညညရဲ့အစိုးရရာထားတဲ့ငလင်ဘေးအတွက်အမေရိကန်ဒေါ်လာ1မီလီယံတဲမှတသိန်း4300ကျော်ကိုအသုံးပြုပြီးဖြစ်ငလင်ဘေးတဲ့ဒေတာများအတွင် ထိုးစစ်ရနာထမှုကိုတပတ်တက်တန်းတွုံးမြီဆိုတဲ့တဲ့ မွန်ပြည်နယ်ကျန်းမာရေးကောင်စီ One State Health Council ဖွဲ့စည်းကြောင်းထုတ်ပြန်တဲ့သတင်းမြမနွေဦးတော်လန်ရေးတွင်ပါဝင်တိုက်ခိုက်နေကြသောတော်လန်အင်အားစုများမှအပြစ်ခတ်ရက်စဲထားခြင်းကိုကြိုးစားထောက်ခံကြောင်းအချင်းထောင်များရှိနိုင်ငံရေးအကျဉ်းသားအကျဉ်းသူများမှ အိတ်ဖွင့်ပေးစာပေးပို့ခဲ့တဲ့သတင်းစတဲ့သတင်းတွေပါဝင်တခြားစိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ